ကျမ်းမာတော်မူကြပါစားခမညာ K Media and New Channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ဖြစ်ပါတယ်ပထမဆုံးသတင်းတပုတ်အနေနဲ့ဘကုတိုင်းဒေသကြီးကျုပ်ပင်ကောင်းမြို့အဲကျုပ်ပင်ကောင်းမြို့မှာရှိတဲ့ရွှေဆိုင်ပိုင်ရှင်ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးကိုစစ်သွေးကြော PDF တွေကတပ်ဖြစ်လိုက်တဲ့အချိန်နေပါဒီအမျိုးသမီးကဒီအမျိုးသမီးကသူ့ရဲ့သားသမီးတွေနဲ့ဒီသွေးသားတော်ဆက်တဲ့သူတွေကိုသွေးသားတော်ဆက်တဲ့သူကိုမလှူခင်ပေါ့ဗျာဒီအလှူပွဲမထားမြောက်မီ ၃ရက်အလိုမှာတက်ဖြတ်ခံလိုက်ရတာဖြစ်ပါတယ်။အဲ့တော့တော်တော်ဆိုးပါတယ်။အဲ့တော့အချိန်လေးကိုကျွန်တော်တင်ပြပါမယ်။စစ်သွေးကြွ PDF တွေကတနည်းအား NLD PDF တွေကသူတို့လည်းသတင်းထုတ်ပြန်တာပါတယ်။သူတို့ရဲ့ထုတ်ပြန်ချက်က2025ခုနှစ်မတ်လ12ရက်နေ့ပေါ့ဗျာ။ဗကုဒိုင်းဒေသကြီးကျိုးပင်ကောင်းမြို့နန်းဝတီရွှေဆိုင်။ပြီးရင်ကျွန်တော်ပဲရောင်းဝယ်လုပ်ငန်းရှင်ဖြစ်တဲ့ဒီပြူစောဒီအဖွဲ့ဝင်လက်မယားနှစ်ယောက်ပေါ့ဗျာ။သူတို့ကိုမတ်လ12မတ်လ12ရက်နေ့နနက်09:40အချိန်ကသူတို့တက်ဖြတ်လိုက်တယ်ပေါ့ဗျာ။သူ့ယောက်ျားကိုလင်းကိုမတွေ့ရတဲ့အတွက်သူမိမဖြစ်တဲ့တိရိစံကိုတုတ်တင်လိုက်တယ်ပေါ့ဗျာ။ သူတို့လင်မယားနှစ်ယောက်ကကျွန်တော်တို့အများပြည်သူအနှံ့ထားတဲ့ပဲစပားတွေကိုအလွဲသုံးစားလုပ်ပြီးတော့ဒါစစ်တပ်နဲ့ပေါင်းတယ်ပေါ့ဗျာစစ်တပ်နဲ့ပေါင်းတယ်ဗိုလ်ကြီးအနိုင်ကျင့်တယ်ပေါ့အဲ့ဒီတော့သူတို့ကတတ်တယ်ပေါ့ဗျာတတ်တယ် PDF နံပါတ်က BDZN GBK PDF ရတယ်ဗျာသူရှုံနေပါထားပါဆိုအဲ့ဒီ PDF ကျိုးပင်ကော PDF သူတို့တတ်လိုက်တယ်အဲ့တော့ဖြစ်စဉ်ကလည်းမှတ်ပါလေကျွန်တော်ဖြစ်စဉ်ကဒီမလာဆန်နေနေမနက်10:30မိနစ်40အချိန်က ကျုပ်ပင်ကောင်းမျိုးဈေးထဲမှာရှိတဲ့ရွှေဆိုင်အမိကနန်းဝတီရွှေဆိုင်မှာအဲ့ဒီရွှေဆိုင်မှာအဲဒီရွှေဆိုင်ရဲ့ပန်ရှင်အမျိုးသားကတော့တော်တော်မရှိဘူးမရှိတဲ့ကောင်အမျိုးသမီးတော့ရှိတယ်သူ့ရဲ့အမျိုးသမီးကို PDF ကဝန်တပ်လိုက်တယ်အဲ့မှာ PDF တွေဆွဆွဲနေတယ်လို့အဲသူတို့ဆွဆွဲတာကဒီဒီလင်မယားနှစ်ယောက်ကပဲစပားရောင်းဝယ်လုပ်ငန်းရှင်ဖြစ်တယ်တောင်သူတွေပေးထားတဲ့ပေးလို့သူအလွဲသုံးစားလုပ်တယ်လို့သူတို့ဆွဆွဲပြေးသားထားပါတယ် ဒီအမျိုးသားဒီရွှေဆိုင်ပိုင်ရှင်ပေါ့ဒီရွှေဆိုင်ပိုင်ရှင်လင်မယားနှောက်ကပဲတိုင်လည်းမဟုတ်ဘူးစပားတိုင်လည်းမဟုတ်ဘူးအဲ့ဒီမျိုးမှာသူတို့လောက်တာကကျွန်တော်ရွှေဆိုင်အသေးလေးလောက်တယ်ရွှေပရင်ဆိုင်လောက်တယ်ဒီလောက်ပဲလောက်တယ်ဒီလောက်ပဲတစ်မျိုးလုံးလိုက်မယ်ကြည့်ပါဒီလောက်ပဲလောက်ပါတယ်ပဲပဲစပားတိုင်လည်းမလုပ်ဘူးပဲတိုင်လည်းမလုပ်ဘူးစပားတိုင်လည်းမလုပ်ဘူးဘာမှမလုပ်အဲ့တော့သူတို့မသေးကြမေးရနဲ့ကျွန်တော်လူတယောက်ကိုတော်ရင်းဥပဒေအရတတ်ဖြတ်ပလိုက်တယ်ဗောဗျာတတ်ဖြတ်ပလိုက်တယ်အဲ့တော့အဲ့ဒီရောက်ဒီ PDF တွေကသူတို့တတ်နိုင်ကြအောင်သူတို့ရဲ့ဒီ page တွေမှာသူတို့တင်ထားတယ်တင်ပြီးတော့သူတို့ကဘာကြောင့်တတ်ရလဲဆိုတော့သူတို့ရဲ့ဒီဖုန်းနံပါတ်ကို အဖုန်းနံပါတ်ကိုသူ message ပို့တယ် message ပို့တော့သူ message ပို့ပုံမှာမူတည်ပြီးသူတက်လိုက်တယ်ဗောဗျာသူအဲ့လိုရေးတယ်အဲ့လိုရေးပြီးနောက်ပိုင်းအဲ့မှာရှိတဲ့ဒီမျိုးကန်တွေကသူတို့ wine ဆဲတယ်ဗောဗျာမျိုးကန်တွေ wine ဆဲပြီးတော့အဲ့ဒီ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 မလာဆန်ရနေညပိုင်းမှာသူတို့ရဲ့တင်တဲ့ဟာပြန်ဖြုတ်ပလိုက်တယ်ဗောပြန်ဖြုတ်ချပလိုက်တယ်ဗောပြန်ဖြုတ်ချပလိုက်တယ်အဲ့တော့တော်တော်ဆိုးတယ်ဗောဗျာတော်တော်ဆိုးတယ်အပြစ်မဲ့ပြည်သူကိုသူတို့ဒလန်ဆိုတဲ့ခေါင်းစဉ်နဲ့ရဲဆက်ဆက်တတ်နေတာအဲ့တော့ဒလန်တို့ဒလန်ဆိုပြီးတော့ဆွဆွဲလူတိုင်းတတ်လို့ရလားကျွန်တော်မေးချင်တာဒလန်တို့ဆွဆွဲလူတိုင်းတတ်လို့ရလားလူတိုင်းတတ်လို့ရလား လူတိုင်းတက်လို့ရရင်လူတိုင်းတက်လို့ရရင်လည်းဒီဘက်ကလည်းလူတိုင်းတက်လို့ရတယ်။အဲ့တော့ခင်ဗျာတခါလေကြတော့လေကျွန်တော်တို့ဒါဒါမန်းလေးမှာဖြစ်ခဲ့တယ်။မန်းလေးမှာဖြစ်ခဲ့တယ်။အပြန်လာတက်ပြတ်မှုတွေမိုက်တယ်။တချို့အရာတွေမိုက်တယ်။တချို့ကျွန်တော်တို့တချို့အရာကျွန်တော်တို့ဒါလူသားချင်းကိုချင်းမဆန်တာလို့ပြောတာမဟုတ်ဘူးနော်။တချို့အရာတွေမိုက်တယ်။တချို့အရာတွေကအဲ့ဒီလိုပြန်လုံးမှရမယ်နေတာပဲ။ရမယ်နေတာပဲ။ဒီအပြစ်မဲ့ပြည်သူဗျာကဲသူ့ရဲ့သူ့ရဲ့သားသမီးတွေကိုလည်းကျွန်တော်တို့ရှင်ပြမယ်။ရှင်ရှင်ပြမှာက သူအသက်ခံရတာကကျွန်တော်မလာ၁၂ရက်နေမှာအသက်ခံရတယ်။သူရှင်မပြုတ်မီဗျာ၃ရက်နေမှာအသက်ခံရတာ။ဘလောက်ဆိုးလဲဗျာနော်။အဲ့တော့သူ့မိသားစုရဲ့ရှင်ထဲမှာဘလောက်ဆူးတဲ့နေနေမလဲ။အဲ့တော့သူတို့ဆွဆွဲတယ်ဗျာခင်ဗျာရှင်ပရမဆွဆွဲချက်ပဲတိုင်းစပားတိုင်းလုပ်တယ်။ပြီးတောင်သူတွေရဲ့ပဲပဲတွေစပားတွေကိုသူတို့ပတ်စံမရှင်းပေးဘူး။အလွဲသုံးစားလုပ်တယ်။ဒီအမျိုးသားနဲ့အမျိုးသမီးကဗရင်ဆိုင်ရွှေဆိုင်သေးသေးလေးဖွင့်တယ်ဗျာဗရင်လုပ်တယ်။ဘာမှလည်းပဲတိုင်းစပားတိုင်းတစ်မျိုးလုံးသိတယ်။အဲ့လိုပြည်သူလူထုကသူတို့ပြေးအောင်မလဲဝင်လဲဆိုဖြုတ်ချပလိုက်တယ် အဲ့ဒီမှာကျွန်တော်သူ့အောင်ကြာရေးတဲ့မွေတာကိုကျွန်တော်ဖတ်ပြမယ်သူ့အောင်ကြာကိုလင်းရေးတာမရေးချင်မအောင်နဲ့မဖြေချင်မအောင်နဲ့ဒါပေမဲ့ရှင်ပြူးမဲ့မောင်ရင်လောင်းတယောက်ရဲ့မိခင်တယောက်လုံးလုံးရဲရဲဆက်ဆက်တတ်ဖြတ်ခံရတဲ့အပြင်ငါစကားနှွားရတပုတ်လွင်လွင်ပြောပြီးတော့မဟုတ်မတန်းဒါဆွဆွဲချက်တွေနဲ့ဆွချွဲမဟုတ်မဟုတ်မတန်းရာဆွဆွဲချက်တွေနဲ့ပါတည်သွားသူတယောက်ပေါ့နာမည်ဖြတ်ကြတဲ့မီဒီယာအပေါင်းနဲ့ GPK PDF ဆိုတဲ့ဟာတွေကိုပြောပြစေတဲ့ဒီလိုပြောလို့လဲမင်းတို့ငါ့ကိုလာတဲ့ လာသားမအကြောက်လို့သွေးကြောင်ပြီးတောင်းမနေအောင်မဟုတ်ဘူးတဲ့မင်းတို့ဓာပြတိုက်တယ်လို့ပြည်သူတွေအထင်မလွဲအောင်မဝေအောင်မဝေဝါအောင်ငါကိုလင်းကပဲဖြေရှင်းပါမယ်ဟုတ်ပါတယ်မင်းတို့ငါဆိုင်တဲ့ကအဲ့တို့တချောင်းမှယူသွားခဲ့ပါအောင်အမှန်ပါဒါပေမဲ့မင်းတို့ပြောတယ်ပြူစောတိလင်မယားတို့လက်သမားတွေစီကစဘာတွေအလဲသုံးစားလုပ်တယ်လို့ဆိုတာမတရားဘူးဆိုရက်အလွဲသုံးစားလုပ်တယ်အလွဲသုံးစားလုပ်တယ်တို့မတရားဘူးလုပ်တယ်ဆိုတာတွေတခုမှမဟုတ်တယ်လို့မင်းတို့စိတ်ဖြစ်နိုင်မစင်စားပဲတတ်သွားတဲ့သူကမခင်တီတီလွင်ပါတဲ့ မတ်တိရိဆန်လည်းမဟုတ်ပါဘူးတဲ့ငါတို့တွေဒီအခြေအနေကိုရောက်ဖို့ဒီလိုလှူနိုင်တန်းနိုင်ဖို့ဘယ်သူတူတယောက်ရဲ့အပူစားတစ်ခູ່မှလည်းမပါဘူးမျက်ရည်မျက်ရည်စားမျက်ရည်မျက်ရည်အပူစားပေါ့ဗျအပူစားတစ်ခູ່မှမပါဘူးဗျငါတို့နှစ်ဖူးကချွေချီမားကြားလောက်အောင်ရှာထားတဲ့ပတ်စံမားအဲ့လာနဲ့လှူတယ်ပေါ့ဗျချွေနှဲစားနဲ့ငါတို့သားတွေရှင်ပြူဖို့စူးစားစူးစားရင်းရှင်ပြူပွဲအထမ်းမြောက်ဖို့၃ရက်လောက်အလိုမှာမင်းတို့ရဲရဲစက်စက်တတ်သွားခဲ့တာ ငါတို့လေအလင်မယားမာတဲ့နောင်းဒီရွှေဆိုင်လုပ်ငန်းကလွဲလို့အချာမင်းတို့ပြောတယ်ပဲစပါဘာညာဆိုတာတည်င်းတောင်းမှမရှိပါဘူးနဲ့မင်းတို့လာတတ်မှကြောက်လို့လေပြေသွေးပြီးပြောနေရလည်းမဟုတ်ဘူးတဲ့ကြိုက်တယ်လို့လုပ်လို့ရတယ်ဒါပေမဲ့မင်းတို့အနေနဲ့တခုခုလောက်တော့မယ်ဆိုရင်တေးချအောင်လိလာသုံးသက်ကြပါကွာတဲ့ငါတို့လင်မယားနဲ့ပတ်သက်လို့လဲတိကျတေးချအောင်ထက်လိလာပြီးတော့မင်းတို့လိပ်ပြမင်းတို့လုံပါစေဗောဗျာဒီလိုမျိုးပြောတယ် ငါတို့လိုဘွားမျိုးအပြစ်မဲ့ပြည်သူတွေဒါထပ်မဖြစ်ရှင်ဘူးဗောဗျာတော်ဒီလိုမျိုးရေးပါတယ်အချိန်မွေးတို့လာတက်လို့ရတယ်ဗောဗျာမင်းတို့မှားခဲ့လဲငါမိမကအသက်ငါမိမရဲ့အသက်ပြန်မရတော့ဘူးဒါပေမဲ့ဗုဒ္ဓဘာသာမြန်မာလူမျိုးတယောက်အတွက်အထွတ်မြတ်ထားရတားရှင်မြူပွဲမှာသင်္ကန်းမပိုက်ရတဲ့အပြင်အခုလိုတပိတ်လွင်လွင်ပြောဆိုခဲ့ရတာငါမိမအတွက်ငါစိတ်မကောင်းလုံးလို့ပါတယ်အဲ့တော့အဲ့တော့ဒါသူ့အကြရှင်းတာဗျာသူ့အကြရှင်းတာ ဘလောက်ခမရင်နာမလဲအဲ့ဒီယောက်ျားတယောက်ရဲ့နေရာမှာခမားကအဲ့ဒီအလှတဲ့ကာကြီးဖြစ်မယ်ခမားကအဲ့ဒီမိသားစုရဲ့သားသမီးဖြစ်မယ်ဆိုရင်ခမားတို့ဘလောက်နာကျင်ရမလဲနာကျင်ရမလဲအဲ့တော့တို့ဆွဆွဲတယ်ဗျာနေမယ်တွေရလဲလွဲတယ်အလောက်ကိုင်းတွေလွဲတယ်တော်ရင်ဥတွေကျင်သုံးသွားတာပဲအဲ့တော့ကျွန်တော်တို့ကတချို့နေရာတွေမှာเนาะကျွန်တော်တို့ပြောချင်တာကတံမြန်အလောက်တွေကတော်တော်လေးကောင်းတယ်တော်တော်လေးထိရောက်တယ်လောက်ခေါင်းမထောင်နိုင်အောင်လောက်လောက်မရမှာမိုက်ရိုင်းလုံးအားကြီးတယ်ဗျာ တလောက်ပြဗုဒ္ဓဘာသာဝင်တွေအထွတ်မြတ်ထားတဲ့ရှင်ပြူပွဲမတိုင်မီလာတတ်သွားတာဘာမှလည်းအချက်လက်လည်းခိုင်ခိုင်မာလည်းမရှိဘူးတော်ရဲဥပဒေဗျာခင်ဗျတော်ရဲဥပဒေလည်းလောက်တာဒါတွေကခင်ဗျတနစ်တောင်းဝခံအမှာနော် NLD ပါတီတောင်းဝခံအမှာ NLD ပါတီကလူတွေဒီစကားဒီလိုလှုပ်တွေကမတရားပါဘူးလို့ NLD ပါတီဝင်တွေတယောက်မှမပြောဘူးလက်ရှိဒေါက်တာမျိုးညွန့်တို့မသိသေးဘူး NLD ပါတီစီးစီးဖို့ဝင်တွေမသိသေးဘူးပြည်တွင်းမှာလည်းရှိတယ်ပြည်ပမှာလည်းရှိတယ် ဒီအချိန်နဲ့ပတ်သက်ပြီးတော့ NLD ပါတီရဲ့စီးစူက NLD ပါတီရဲ့ခမရခေါင်းတွေကြီးတယောက်မှထွက်မပြောဘူးသူတို့ကိုယ်တိုင်ဒါကိုလက်ခံနေတာသူတို့ကိုယ်တိုင်လက်ခံနေတာဘာကြောင့်လဲဒီလုံးကိုလို့တဲ့ NLD ပါတီဝင်တွေလုံနေတာအဲ့တော့ဒီလုံးတွေနဲ့ပတ်သက်ပြီး NLD ပါတီလက်ရှိကျွန်တော်ဒေါက်တာမျိုးညွန့်တို့ပြည်တွင်းမှာရှိလို့မသေးသေးဘူးအဒါဒီတော့မလောက်ကြပါနဲ့မလောက်တော့တလုံးမှမပြောဘူးတလုံးမှမပြောဘူးသူတို့ကိုယ်တိုင်လက်ခံနေတဲ့သဘောပဲ NLD ပါတီဆိုတာအဲ့ဒီလိုဇကျွန်တော်တို့ကဒီပါတီကိုကျွန်တော်ပုတ်ခိုက်ပြောနေရမှာမဟုတ်ဘူး တကယ်ရက်တီကြအမှန်နဲ့ဒီလူတွေဒီပုံစံတိုင်းရက်တီနေတာရှင်းရှင်းလေးပဲလေအခုလက်ရှိခင်ဗျာတို့ကလူတွေကိုခင်ဗျာဒလန်ဆိုပြီးဆွဆွရတယ်အဲ့တော့ကျွန်တော်တို့ကဒလန်လို့ဆွဆွလူရတတ်လို့ရလားဒါဆိုရင်ကျွန်တော်တို့ကဒါဒီဒလန်ဆိုတဲ့စကားနဲ့အကာအကွယ်ရသွားပြီလားအကာအကွယ်ရသွားပြီလားအဒလန်မလို့တတ်တယ်ကွာဘာလဲဒလန်ဆိုတာဘာလဲဒလန်ဆိုတတ်လို့ရလားအဲ့တော့ NLD ပါတီကအဲ့ဒလန်ဆိုတဲ့အမည်နဲ့ကြိုက်တဲ့လူကိုတတ်ဖို့ပေးထားတာလားလက်ရှိပြခင်ဗျာကြည့်လိုက်၄နှစ်ကာလထားပါဆို၄နှစ်ကာလရောက်သွားပြီ အဲ့ဒီတဲမှာကျွန်တော်ဖုံးတော့ကြီးတွေအပား100ကျော်တတ်ခံရတယ်။ယေသူတွေများစွာတတ်ခံရတယ်။ဒီပြီးတော့ကျွန်တော်စာသေးကျောင်းနဲ့မိုက်ခွက်ခံရတယ်။ခလေးသူငယ်တွေခင်ဗျာကျောင်းမတက်အောင်လုပ်တယ်။ကျောင်းမတက်ကျောင်းနေပြက်စီတယ်။ကျမ်းမရေးစနစ်တွေပြတ်သွားတယ်။ပညာရေးစနစ်တွေပြတ်သွားတယ်။အဲ့တော့ဒီဟာတွေနဲ့ပတ်သက်ပြီး NLD ပါတီလက်ရှိခင်ဗျာစီးစီးကောင်းဆောင်ပိုင်းနေရှိတယ်။အာဒါတွေတော့မလုတ်ပါနဲ့။ဒါကတော်လိုင်းနဲ့မဆိုင်ပါဘူးဆိုတရားမှထောက်မပြောဘူး။တရားမှထောက်မပြောဘူး။အဲ့တော့ NLD ပါတီဖြစ်လာတာကတိုင်းပြည်ဖြတ်စည်းဖို့ဖြစ်လာတာလားကျွန်တော်မေးရပါဘူး။ လက်ရှိ NLD ပါတီခေါင်းဆောင်တွေမသေးသေးဘူးနော်ဒေါက်တာမျိုးညွန့်လို့ရှိတယ်ဒေါက်တာမျိုးညွန့်ကရခိုင် NLD ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့်မသေးသေးဘူးမသေးသေးဘူးကျွန်တော်တို့ဒေါက်တာမျိုးညွန့်ကကျွန်တော်တို့ပုဂ္ဂိုလ်ရရင်းနေပါတယ်ဒေါက်တာမျိုးညွန့်မသေးသေးဘူးပြောစမ်းပါခင်ဗျားတို့ကခင်ဗျားတို့နောက်ခင်ဗျားတို့တမိုင်းကြောင်းလောက်ခင်ဗျားတို့ထွက်ပြောလို့လိုတယ်ထွက်ပြောလေခင်ဗျားတို့ပါတီဝင်တွေဒူတွေလိုက်တန်နေရဒီလိုမျိုးဒီလိုမျိုးကတော်ထင်းဥပဒေမကျင့်သုံးပါနဲ့ဒါကတော်လိုင်းနဲ့မဆိုင်ပါဘူးပြီးရင်ကျွန်တော်တို့အစိုးရကအစိုးရလက်ရှိခင်ဗျားဒီဒီ NLD ပါတီကခင်ဗျားစစ်တပ်ကိုတိုက်နေအောင်မဟုတ်ဘူး နိုင်ငံတော်တိုက်နေတာနိုင်ငံတော်တိုက်နေတာခင်ဗျာကြည့်လိုက်တာဝိုင်းနေဖြက်စီးတယ်လန်နာတွေဖြက်စီးတယ်စာတင်ကြောင်းတွေဖြက်စီးတယ်ကျမ်းမာရေးနေရာဖြက်စီးတယ်ဒါကခင်ဗျာအစိုးစီးခင်ဗျာစစ်တပ်ကိုတိုက်နေရလဲမဟုတ်အစိုးရကိုတိုက်နေရလဲမဟုတ်ဘူးနိုင်ငံတော်ကိုတိုက်နေရနိုင်ငံတော်ကိုဖြက်စီးနေတာဘလောက်ဆိုးတာလဲဗျာအဲ့တော့ခင်ဗျာဘယ်တော်ဆိုးတယ်အဲ့မှာကျွန်တော်ပြမယ်အလူဖိတ်စာလေးကိုကျွန်တော်ပြချင်းတော့ကျွန်တော်ကလာပရင်ထုတ်ထားတယ်ဒီမှာဒါအလူဖိတ်စာခုနကအသက်ခံလိုက်ရလေမြားနေရဖိတ်စာ ။အမဖတ်ပြမယ်။ရှင်ပြူနာသအလူတော်မင်္ဂလာဖိတ်ကြားလောရတဲ့အနန္တနာငါးပါးဦးထည်ထားပဲနှစ်ပတ်မိဘများဖြစ်ကြတဲ့ပုဂ္ဂိုလ်တိုင်းဒီသာကြီးကျိုးပင်ကောင်မြို့နယ်အဲ့တော့ဦးထုံးဝေဒေါ်များဆန်းတပတ်ကကြောင့်ဦးဆန်းလွင်ဒေါ်ခင်ဆန်းကြီးအဲ့မှာကျွန်တော်တို့အဲသူသူတို့တကွဘာကြီးပါတို့ပဲဆိုင်သူမျိုးတွေသူတို့ဟိုဖြစ်တယ်ပေါ့ဦးထည်ထားတယ်ပေါ့အလူတကကိုလင်းမေးကိုစားကိုပင်းနဲ့ကိုလင်းလင်းထိုက်တပတ်မှာကျွန်တော်မတ်တီတီမခင်တီတီလွင်သူရဲ့သားမောင်ဟန်ဒူးစော်တပတ်ကနောင်ဦးရွှေဆိုင်တို့မှာအဲ့ခင်မင်းတို့ဖိတ်ကြားပါတယ်ပေါ့ ကျွန်တော်ကျမတို့ဒီတန်တော်ကိုဆင်းရဲမှကင်းလို့ရအမှန်မျက်နှိပ်ပံကိုရည်သားသမှုအာယုံပြုတ်၍ကိုလင်းမတ်တီတို့ဤဒါကျွန်တော်တို့သူ့ရဲ့သားဖြစ်တဲ့မောင်ဟန်ဒူးသောသူသားယန္တနာဖြစ်သောကိုကိုနိုင်မတ်သူစာမျိုးတို့ဤသားအဲ့တော့ဘသူဘူးဗျာသူအဲ့လာလေသူတို့လှူမဲနားသားမဲပေါ့လှူမဲနားသားမဲဒီမှာကျွန်တော်တို့ဒါအလှဖိတ်စာလေးရဗျာတော်တော်လေးစိတ်မကောင်းစရာဖြစ်သွားတယ်ကျွန်တော်ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့တော့ဒါကျွန်တော်ရင်းနှီးအောင်ခန်းစားရတယ်ဗျာ ယင်းနဲ့အောင်ခံစားရတယ်။အဲ့တော့သူတို့ဆိုဆိုကြတယ်ခင်ဗျာတကွမှလည်းမမှန်ဘူး။ထားပါဆိုခင်ဗျာသူဆိုဆိုကြတယ်မှန်သည်ပဲဖြစ်စေမှန်သည်ပဲလူတရားကိုအဲ့ဒီလိုတတ်လို့မရတာ။အဲ့ဒီလိုတတ်လို့ကိုမရဘူး။အဲ့တော့ဒီလိုတက်ဖြတ်မှုတွေကိုဘာကြောင့်ဒီ NLD ပါတီရဲ့ထိပ်ပိုင်းကောင်းဆောင်စီးစီးအဖွဲ့ဝင်တွေကဘာကြောင့်ထွက်မပြောတာလဲ။ထွက်မပြောတာလဲ။ဥမာကျွန်တော်တို့ဒီဘကိုတိုင်းဒေသကြီးမှာဆိုရင်လည်းပဲဘကိုတိုင်းဒေသကြီး NLD ပါတီဥက္ကဋ္ဌတွေရှိတယ်။အဲ့ဒီလူတွေရှိတယ်။ အနေပါတယောက်ကမြေပေါ်ပဲရောက်ရောက်မြေအောက်ပဲရောက်အဲ့ဒီလူတွေမသေးသေးဘူးရှိသေးတယ်ဘကူတိုင်းဒေသကြီးအဲ့ဒီလူတွေကဘာကြောင့်ထွက်မပြောလဲသူတို့ကိုယ်တိုင်ထောက်ခံနေတာလားသူတို့ကိုယ်တိုင်ထောက်ခံနေတာလားအဲ့ဒီလို့လုံကြကြီးဆိုရင်ကျွန်တော်တို့ကဒါလုံပါလို့ပြောတာမဟုတ်ဘူးနော်အဲ့ဒီလို့လုံကြစေဆိုရင်ဒီအချိန်ဒီမှာနားတဲ့သူတွေကလည်းခင်ဗျာခင်ဗျာလူတွေဗျခင်ဗျာလူတွေလူတွေဗျခင်ဗျားတို့လက်ညှိုးကွေးတတ်တယ်လို့လူကျွန်တော်တို့နားတဲ့သူတွေမှာလည်းလက်ညှိုးကွေးတတ်တယ်ကွေးတတ်တယ် ဲ့တော့ကျွန်တော်တို့ကဒီသတင်းပြန်ချုပ်ချင်တာကအဲ့တော့ကျိုးပင်ကောင်းမြို့မှာတော့တော်တော်လေးရက်ဆက်ဖြစ်သွားတယ်ဗောဗျာဈေးထဲမှာဝင်တက်သွားတာနံပါတ်၁ချက်ကဈေးထဲမှာဝင်တက်သွားတာဒါကကျွန်တော်တရားဥပဒေစိုးမိုးရဲ့အခြေအနေနံပါတ်၂ကတော့ကျွန်တော်တို့ဒါရှင်ပြုမဲ့အမျိုးသမီးသူ့ရဲ့သားကိုရှင်ပြုမဲ့အမျိုးသမီးတယောက်ရှင်မပြုခင်သုံးရက်လုံးမှာအသက်ခံလိုက်ရတယ်ကြံခဲ့တဲ့မိသားစုမိသားစုတွေရဲ့ခံစားမှုပြီးတော့ဒီဖိတ်စာကြီးက online ပေါ်မှာတင်ထားတယ်ဗျာဒီမိသားစုရဲ့ဖိတ်စာကြီးကအဲ့တော့ ်ဒါကဒီမိသားစုရဲ့ဒီအလူပွဲကြီးပါလားဆိုတာကိုဒီကောင်းလေးပါကြောင့်မသိရတယ်ဘလောက်မိုက်ရိုင်းလဲဆိုတာမိုက်ရိုင်းလဲဆိုတာဒီအရာတွေအားလုံး NLD ပါတီတောင်းခံမှာလက်ရှိခင်ဗျဘကိုးတိုင်းရဲ့ NLD ပါတီရဲ့ခင်ဗျအဲ့မှာ EC တွေမသေးသေးဘူးတိုင်းခရတွေမသေးသေးဘူးခင်ဗျားတို့မှလည်းသားသမီးတွေရှိတယ်ခင်ဗျားတို့မှလည်းသားသမီးတွေရှိတယ်ခင်ဗျားတို့မှလည်းရွှေမျိုးတွေရှိတယ်တော့ကျွန်တော်တို့ကဒီလိုစကားပြောအမုန်းခံပြီးပြောတယ်ဆိုတာတိုင်းပြည်ချစ်လို့ပြောတာဗျာကျွန်တော်တို့ကကျွန်တော်တို့လည်းခင်ဗျလူတွေကလူမွေးလာတာ မွေးလာတာကျွန်တော်တို့တတိရှိတယ်ဘလောက်မှိုင်းရတယ်ဒါက NLD ပါတီတာဝန်ခံမှာလက်ရှိ NLD ပါတီရဲ့စီးစီးခေါင်းဆောင်တွေမသေးသေးဘူးဒေါက်တာမျိုးညွန့်တို့မသေးသေးဘူးသူတို့အပိုင်းဝိုင်းတွေမြန်မာနိုင်ငံထဲမှာရှိတယ်မသေးကြသေးဘူးခင်ဗျားတို့စီးစီးအဖွဲ့ဝင်တွေထွက်ပြောပါထွက်ပြောပါအားလုံးကခင်ဗျားတူတော့အကျိုးကိုပေးတယ်နော်ခင်ဗျားတို့တူတော့အကျိုးကိုပေးတယ်ပေးတယ်ခင်ဗျားတို့ကခင်ဗျားတို့ကတိုင်းပြည်တည်ဆောက်ဖို့ခင်ဗျားတို့ပါတီထောင်တာမဟုတ်ဘူးခင်ဗျားတို့ကတိုင်းပြည်ဖျက်ဖို့တော့လောက်လာတာခင်ဗျားတို့အစိုးရကိုမကျင်းနိုင်အစိုးရကိုတိုက် တက်မလို့တိုက်အခုကခင်ဗျားကနိုင်ငံတော်ကိုတိုက်နေတာခင်ဗျားတို့လုံနေတာခင်ဗျားတို့လုံနေတာခင်ဗျားတို့တမိုင်းမကောင်းတော့ခင်ဗျားတို့ပြန်ပေးဆက်ရလိမ့်မယ်နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်။ဒါကတော့ရန်ပုံငွေအခက်ခဲကြောင်းမြန်မာနိုင်ငံမှာရှိတဲ့လူကြီးစေသိန်းကိုစာနယ်ကထောက်ပံ့မှုအစီအစဉ်တွေကိုရပ်ဆိုင်းတော့မယ်ဆိုပြီးတော့ WFP ကဒီနေ့ထုတ်ပြန်ပါတယ်။ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။အဲ့တော့သူတို့ရဲ့ဒီရပ်ဆိုင်းရတဲ့အကြောင်းရင်းကရန်ပုံငွေအခက်ခဲကြောင်းရပ်ဆိုင်းရတယ်။ဒီရပ်ဆိုင်းမှုကြောင့်မြန်မာနိုင်ငံမှာရှိတဲ့လူကြီးစေသိန်း တော့စေသိန်းပေါ်မှာဒီတက်ရောက်မှုရှိတယ်လို့သူတို့ကဖော်ပြထားတယ်။တနည်းအားဖြင့်ကျွန်တော်ကုလသမဂ္ဂစာနယ်ရေးကအစီအစဉ် WSP ကဒီကနေ့ဒါသူတို့သတင်းထုတ်ပြန်တာဖြစ်ပါတယ်။ဒီဒီထောက်ပံ့မှုကကျွန်တော်တို့ဒီ April လကနေစတင်มาဖြစ်ပါတယ်။ April လအစတင်มาဆိုတော့ကျွန်တော်တို့3လပိုင်းအကုန်ထိတော့သူတို့ထောက်ပံ့မယ်။ဒီ4လပိုင်းကစပြီးတော့သူတို့မထောက်ပံ့တော့ဘူးလို့သူတို့ဖော်ပြထားတွေ့ရပါတယ်။အဲ့တော့ဒီ WFP အဖွဲ့ကဘယ်နေရာမှာအများဆုံးထောက်ပံ့လဲဆိုရင်ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ဘင်္ဂလီတွေကိုအများဆုံးထောက်ပံ့ပါတယ်။ကျွန်တော်တို့ ကျွန်တော်တို့ခမားတို့နေတဲ့နေရာမှာရှိတဲ့နိုင်ငံသူနိုင်ငံသားတွေကိုထောက်ပံ့တာမဟုတ်ပါဘူးတစ်ဖက်မှာရှိတဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသဘင်္ဂလီတွေနေထိုင်တဲ့ area တွေနဲ့ဒီဘူးစီရောက်မောင်တော်မှာရှိတဲ့ဒီရခိုင်တိုင်းသားတွေပေါ့ဗျာအဲ့ဒီရဲ့တကြောကိုပဲထောက်ပံ့တာပါရခိုင်တိုင်းသားဆိုတဲ့နေရာမှာရခိုင်ပြည်နယ်မြောက်ပိုင်းကဘင်္ဂလီဥယေက69ရာခိုင်နှုန်းရှိတယ်ဒေသတိုင်းသားကကျွန်တော်တို့1% 1ရာခိုင်1ရာခိုင်နှုန်းပဲရှိပါတယ်တနည်းအားဖြင့်ဘင်္ဂလီ69ရောက်ရှိရင် ဒေသခံရခိုင်တိုင်းသားကတရက်တယောက်ပဲရှိတယ်လို့ဆိုလိုတာပါအဲ့တော့သူတို့ရဲ့ထောက်ပံ့မှုတွေကကျွန်တော်တို့ဘင်္ဂလီတွေအပေါ်ပဲတက်ရောက်မှုရှိပါတယ်လက်ရှိကျွန်တော်တို့အခြားသောနေရာတွေမှာကအဲ့ဒီနေရာတက်ရောက်မှုမရှိပါဘူးဥပမာကျွန်တော်တို့လက်ရှိဒီဒီပရိပကတွေကြောင့်ဆစ်ဆောင်နေရတဲ့ပြည်သူတွေစကိုင်းထဲမှာလည်းရှိတယ်မကွေးတိုင်းမှာလည်းရှိတယ်ကချင်ပြည်နယ်မှာလည်းရှိတယ်အခြားသောကျွန်တော်တို့ကယားတို့ကရင်တို့အဲ့ဒီဒေသတွေမှာလည်းရှိတယ်အဲ့ဒီဒေသကလူတွေကတော့လုံးဝတက်ရောက်မှုမရှိပါဘူးဘာကြောင့်လဲဆိုတော့သူတို့ကတော့သူတို့အချင်းနေသူတို့ ရအောင်သူရက်တည်နေကြတာပါအဲ့တော့ဒီနိုင်ငံတကာအဖွဲ့တွေရဲ့နိုင်ငံတကာအဖွဲ့တွေရဲ့ထောက်ပံ့မှုတွေနဲ့ပတ်သက်ရင်အဲ့ဒီနိုင်ငံတကာအဖွဲ့တွေကမြန်မာနိုင်ငံဟောလာခင်ဗျာအယူဘလောက်ထောက်ပံ့နေအပြည့်ဘယ်နိုင်ငံကဘလောက်ထောက်ပံ့နေပြီးရင်ကျွန်တော်ဘယ်အဖွဲ့ကြီးကဘလောက်ထောက်ပံ့နေအဲ့ဒီထောက်ပံ့မှုတွေအားလုံးကဒီရခိုင်ပြည်နယ်မြောက်ပိုင်းဘင်္ဂလီတွေဘက်ထောက်ပံ့တာဖြစ်ပါတယ်ကျွန်တော်တို့ဒီဘက်မြန်မာနိုင်ငံအတွင်းဘက်မှာရှိတဲ့မြန်မာနိုင်ငံသားတွေကိုထောက်ပံ့မှုမဟုတ်ပါဘူး အဲ့ဒီကတက်ရောက်မှုကကျွန်တော်ဘင်္ဂလီတွေပေါ်မှာပါတက်ရောက်မှုပဲဘင်္ဂလီတွေပေါ်ပဲတက်ရောက်မှုရှိပါတယ်အဲ့တော့ဘင်္ဂလီတွေကလက်ရှိဘင်္ဂလီတွေကကျွန်တော်တို့သူတို့မလုပ်လဲစားလို့ရတယ်သူတို့ကအလုပ်လုပ်ရမလို့ဘူးနိုင်ငံတကာအဖွဲ့အစည်းအမျိုးမျိုးကသူတို့ကိုခေါင်းစဉ်အမျိုးမျိုးနဲ့ထောက်ပံ့တယ်အဲ့ဒီကထောက်ပံ့မှုနဲ့သူတို့ကဘာအလုပ်လဲလုပ်ရလဲဆိုခင်ဗျာသူတို့မှာရှိတဲ့ဒါဒါကျွန်တော်တို့ပွင့်လင်းပြောမှာဗျာလင်းယူတောင်းမွေးလုပ်ပဲသူတို့လုပ်ရတယ်အဲ့မှာရှိတဲ့ယောက်ျားတယောက်ကသူတားပေါဖို့အထုပ်ပဲသူကလုပ်ရတယ် တားပေါဖို့အလုပ်ပဲလုပ်ရတယ်အဲ့တော့တနည်းအားဖြင့်ရခိုင်ပြည်နယ်မြောက်ပိုင်းကိုဆိုလူဦးနဲ့မျိုးတာပေါ့ဗျာလူဦးနဲ့မျိုးမယ်ပြီးရင်ကျွန်တော်တို့နတ်မြို့ဟိုဘက်ကန်ဒီဘက်ကောင်တို့လာဘင်္ဂလားဒေ့ပိုင်နေတဲ့သူကထဲ့ကျင်တဲ့နိုင်ငံကြီးမှာရှိတယ်ခင်ဗျာအဲ့ဒီမှာခင်ဗျားတို့သွားကြည့်လိုက်ခင်ဗျားတို့သွားကြည့်လိုက်အမမေမေသားဆိုတဲ့အနီကြောင်တွေလည်းခင်ဗျားတို့သွားကြည့်လိုက်မေမေသားဆိုတဲ့လူတွေခင်ဗျားတို့ဟလာအဲ့ဒီအဖွဲ့တွေသွားကြည့်လိုက်ရခိုင်ပြည်နယ်မှာကဘင်္ဂလီအမျိုးသားတယောက်ကအမျိုးသားတယောက်ကအမျိုးသမီးခင်ဗျား၁၀ရောက်လောက်ယူတယ်ဗျ၁၀ရောက်လောက်ယူတယ် ဒီလူရဲ့အလုတ်ကဘာလုတ်ကလဲဆိုညာတိုင်းခမားခမားတို့ကျွန်တော်တို့ကနေ့စဉ်ခမားအလုတ်လုတ်ရသေးတယ်ဟာလာဒီခမားတို့ဗမာတိုင်းသားတွေလည်းခမားတို့မပြေလည်တဲ့သူဆိုခမားတို့ဒီကုံတွေထမ်းရတယ်လေယာဉ်လုပ်ငန်းမှာလုတ်ရတယ်စသည်လုပ်ငန်းတွေမှာလုတ်ရတယ်ဒီချက်ခိုင်းမြေမြောက်ပိုင်းမှာရှိတဲ့ဘင်္ဂလီကခမားလူဖြစ်ကြတာကံကောင်းတယ်သူတို့မှာကတားပေါ့ဖို့ပဲသူတို့ကသူတို့ခြုံနေရတာ အဲသူတို့ကသူတို့ချုံနေအဲအမှကျွန်တော်တို့ဒီသူတို့မိန်းမဆယ်ယောက်ဆယ်ယောက်အများကြီးပဲယူထားတာပါပြီးကျွန်တော်တို့အဲ့ညာတိုင်းညာတိုင်းမှာသူတို့ကအာတယောက်ပြီးတယောက်တယောက်ပြီးတယောက်အဲ့အဲ့ကိစ္စပဲသူတို့လုပ်တယ်ပြီးတော့သူတို့ရဲ့အိမ်တိမ်မှာဆိုရင်ခင်ဗျလူကြီးက90ပတ်လေရှိတယ်90အထက်အောက်ရှိတယ်အဲ့တော့သူတို့ကသူတို့ကခင်ဗျအဲ့မှာမြန်မာမြန်မာဒီဒီမြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံသားတွေရဲ့ကလေးမွေးဖွားနှုန်းကတအိမ်မှာခင်ဗျလူကြီးက2ယောက်3ယောက်ပဲမွေးတယ်လက်ရှိအနေထားဆိုခင်ဗျတယောက်ပဲမွေးတယ်ဒါဒါမွေးတဲ့နေရာတကယ်ဒီရန်ကုန်မန်းလေးတို့နေရာတွေမှာကလေးတော်မမွေးတော့သူတို့ဒီ အတူနေတဲ့ပုံစံနဲ့ပဲသူတို့နေကြတော့တယ်ကလေးမွေးတာတွေတိတ်မရှိတော့ဘူးမရှိကြတော့ဘူးဒီဘက်ဘင်္ဂလီတွေကတော့ခင်ဗျာတယောက်ကိုလူဦးရေ90လောက်မွေးတယ်90 90အထက်လောက်မွေးတယ်အဲ့တော့သူတို့ကဒီလူဦးရေပွားလာပြီးတော့နဲမြေတွေကိုချက်တာအဲ့လိုနဲ့ပဲသူတို့ချက်တယ်အဲ့လိုနဲမြေတွေချက်နိုင်ဖို့အတွက်နိုင်ငံတကာအဖွဲ့အစည်းတွေကသူတို့ဒီလိုမျိုးလုပ်နိုင်ဖို့အတွက်ငွေကြေးကိုကောင်းကောင်းမွန်မွန်ထောက်ပံ့တာဒါကြောင့်ဒီဘင်္ဂလီတွေကကျွန်တော်တို့ဒီပွင့်လင်းရာသီရောက်လာတဲ့အခါမှာသူတို့ဆက်လေကြီးတွေနဲ့မလေးရှားကိုသူတို့သွားတာတော့ တော့ဒီပြည်မာတဲ့ကိုဝင်ဖို့အတွက်ပွဲစားကိုခင်ဗျာ300ပြီးတော့300ပြီးတော့သူတို့ပေးနိုင်တယ်ခင်ဗျာလိုက်ကြည့်လိုက်ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့ခြေလက်နေတောင်သူအများစုကိုပြီးတော့ခြေလက်နေပြည်သူလိုက်ကြည့်လိုက်ခင်ဗျာတအိမ်မှာခင်ဗျာ300မဆောင်နိုင်တဲ့အိမ်တွေအများကြီးရှိတယ်300တောင်ပိုင်ဆိုင်မှုမရှိတဲ့ငွေသားမကင်နိုင်တဲ့မိသားစုအများကြီးရှိတယ်ဒါပေမဲ့ဘင်္ဂလီတွေကခင်ဗျာတအိမ်တဲကိုငွေကြီးကိုခင်ဗျာယာနဲ့ချိကင်နိုင်တယ်အဲ့ဒီလိုနေတာအဲ့ဒီလိုအဲ့ဒီလိုခြုံနိုင်ဖို့အတွက်ကလည်းလက်ရှိဒီ WFP လိုအဖွဲ့အစည်းတွေက ဒီလိုဘင်္ဂလီတွေအဲ့လိုသူတို့ရဲ့သူတို့ပစ္စည်းသူတို့ချွန်နိုင်ဖို့လူကြီးတွေမျိုးဝါနိုင်ဖို့အတွက်တောင်းလျှောက်ကိုကျွန်တော်ပုံမှန်ထောက်ပံ့နေတာအဲ့တော့ DWFP ရဲ့ထောက်ပံ့မှုကမြန်မာနိုင်ငံမှာရှိတဲ့လူကြီးစေသိန်းကိုတက်ရောက်မယ်ဆိုတာကကျွန်တော်တို့ဒါကျွန်တော်တို့ဒီပြည်တွင်းမှာရှိတဲ့နိုင်ငံလူနိုင်ငံသားတွေဘာမှထိခိုက်မှုမရှိဘူးတက်ရောက်မှုလည်းမရှိပါဘူးကျွန်တော်ပြည်တွင်းမှာရှိတဲ့လူတွေကကိုယ့်ဟာကိုယ်အဆင်ပြေလို့ပဲကျွန်တော်တို့ရုန်းကန်နေကြတာဖြစ်ပါတယ်တက်ရောက်တာကကျွန်တော်တို့ဒီရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ဘင်္ဂလီတွေနဲ့အဲ့ဒီဒေသမှာရှိတဲ့လူနည်းစုရခိုင်တိုင်းသားတွေကတက်ရောက်မှုရှိတာဖြစ်ပါတယ် နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးကြပါမယ်ဒါကတော့ဒီကနေ့နိုင်ငံတကာသတင်းတွေမှာဖော်ပြနေတဲ့အခြေအနေပါနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကတော့ရုရှားပီလာရူခီးစင်ကနေပြန်လာပြီးတော့မြန်မာနိုင်ငံမှာလည်းဒါဆက်လုပ်ဆရာရှိတဲ့ဒီတိုင်းပြည်ဖွံ့ဖြိုးတိုးတက်လုပ်ငန်းဆက်လုပ်နေတယ်။သို့တော်လည်းပဲအဲ့ဒီဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးရဲ့ပီလာရူရုရှားခီးစင်ရဲ့ခရက်ကတော့နိုင်ငံတကာသတင်းစာမျက်နှာတွေမှာယနေ့ထိမရသေးပါဘူး။အဲ့တော့ဒီကနေ့စိတ်ဝင်စားပွဲရာသတင်းတစ်ပုဒ်ကတော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးရဲ့ရုရှားနိုင်ငံခီးစင်မှာရုရှားသမ္မတပူတင်နဲ့တွေ့တဲ့အခါမှာပူတင်က မြန်မာတပ်မတော်အတွက်ဒါကျွန်တော်တို့ထောက်လန်းရေးဤပညာအကူအညီပေးဖို့ကန့်လန့်ခဲ့တယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားတွေ့ရတယ်။တနည်းအားဖြင့်ကျွန်တော်တို့ဒီဂျိုရုနဲ့ပတ်သက်ပြီးတော့ဂျိုရုနဲ့ပတ်သက်တဲ့ပြီးတော့ဒီဂျိုရုဓာတ်ပုံတွေကိုအဲမြန်မာတပ်မတော်ကိုကူညီမယ်ဆိုပြီးတော့သူတို့ပြောဆိုလိုက်တယ်အကူအညီမှုတွေလုပ်မယ်ဆိုပြီးတော့ဒီနိုင်ငံတကာကနိုင်ငံတကာတင်ထားတယ်မှာဖော်ပြနေတာတွေ့ရပါတယ်အဲ့ဒီရဲ့တက်ရောက်မှုကဘယ်ကိုသွားမလဲဆိုတော့ဒါသူတို့ရဲ့ထုတ်ပြန်ချက်မှာဆိုရင် ရုရှားကနေပြီးတော့မြန်မာနိုင်ငံကိုကြီးလင်းပြသတဲ့ဂျိုရုဓာတ်ပုံတွေကိုပေးပို့သွားဖို့အတွက်ဒါရုရှားသမ္မတကနာဆကနာဆကဥက္ကဋ္ဌကိုသူတို့ကမ်းလှမ်းခဲ့ပါတယ်ပြီးခဲ့တဲ့2000 2008ခုနှစ်ကာလမှာလည်းမြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့နာဂိတ်မုန်တိုင်းနေမှာနာဂိတ်မုန်တိုင်းတန်းကြောင့်ထိခိုက်ပျက်စီးသွားမှုနဲ့ပတ်သက်ပြီးတော့မြန်မာအစိုးရနဲ့ကုလသမဂ္ဂကိုကုလသမဂ္ဂကိုအမေရိကန်ကဂျိုရုဓာတ်ပုံတွေထောက်ပံ့ပေးခဲ့ရပါတယ်ပြီးခဲ့တဲ့ဒီ2008ခု2008ခုနှစ်နာဂိတ်ကာလနာဂိတ်ဖြစ်ခဲ့တယ်ဗျာအဲ့ဒီအချိန်တော့က ဒီကောင်းကင်ဓာတ်ပုံတွေနဲ့ပတ်သက်ရင်အမေရိကန်ကနေပြီးတော့ဒီမြန်မာအစိုးရကိုဒီဓာတ်ပုံတွေဒါဖလှယ်ခဲ့တယ်လို့သူတို့ဘက်ကပေးခဲ့တယ်ဖော်ပြခဲ့တယ်။လက်ရှိဒီရုရှားရုရှားနိုင်ငံကလည်းရုရှားသမ္မတပူတင်ကလက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့တိုင်းပြည်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ပတ်သက်ပြီးတော့ဒါသတင်းအချက်အလက်ဂျူရုဓာတ်ပုံတွေကိုဒါမြန်မာတပ်မတော်ကိုသူတို့ပေးဖို့အတွက်အဆောင်နေပြီလို့ဖော်ပြနေတာတွေ့ရတယ်ဒါကကျွန်တော်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အော်ဒီသတင်းကကျွန်တော်တို့ဒါဒီသတင်းကနိုင်ငံတကာသတင်းမီဒီယာတွေရေးနေကြတယ်လို့ဒီသတင်းကမှန်တယ်ဆိုရင် နိုင်ငံတော်ကာကွယ်ရေးအတွက်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျွန်တော်တို့အချိန်အဝန်ကကောင်းဆောင်မှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တကယ်အာခင်ဗျာဘယ်နေရာမှာအာဘယ်နေရာမှာဘယ်သူတွေလှုပ်ရှားတယ်ဘယ်နေရာမှာစခန်းတိုင်းတယ်ဘယ်နေရာမှာပါလဲဆိုတော့အဲ့ဒီအချက်လက်တွေရသွားပြီဆိုရင်တော့လက်ရှိမြန်မာနိုင်ငံရဲ့စီးရေးနိုင်ငံရေးအရွေးကဒါကျွန်တော်တို့အချိန်အဝန်တစ်ခုနဲ့ဒါကောင်းသွားနိုင်မှာဖြစ်ပါတယ်။အဲ့တော့ဒါကကျွန်တော်တို့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ပြီးတော့အဲ့ဒီရဲ့ဒီနိုင်ငံကသတင်းထားတာတွေရဲ့ဒီထုတ်ပြန်ချက်တွေရောဒီအခြေအနေကိုစောင့်ကြည့်တဲ့ နိုင်ငံတကာရပ်ဖက်ဖွဲ့တွေရဲ့ဒီထုတ်ပြန်ချက်မှာဆိုရင်ဟိုဖက်လိုက်ရတာကရုရှားနဲ့သာမြန်မာတပ်မတော်ကထောက်လန်းရေးကဏ္ဍမှာပူးပေါင်းဆောင်မှုတွေရှိလာပြီဆိုရင်တဲ့စစ်ပတ်ဆိုင်ရာထောက်လန်းမှုဆွမ်းရည်တွေနောက်တစ်ဆင့်တိုးတက်လာမှာဖြစ်ပြီးတော့တော်လန်းရေးအတွက်ဆိုရင်ရတယ်တနည်းအားဖြင့်ဒီလက်နက်ကင်တော်လန်းတဲ့သူတွေအတွက်ဆိုရင်ရတယ်လို့တို့ဖော်ပြတာတွေ့ရတယ်ဒါကတော့ကျွန်တော်တို့တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေပါပြီးတော့လည်းကျွန်တော်ရုရှားကလည်းမြန်မာနိုင်ငံမှာဂျိုဒူးမှတ်တမ်းဓာတ်ပုံတွေဆန်းစစ်တဲ့ဌာနကိုဖွဲ့ ဖွင့်လှစ်ထားပြီးဖြစ်တယ်လို့လည်းသူတို့ဘက်ကရည်သားထားတယ်အဲ့တော့အဲ့ဒီအခြေအနေကတော့မှန်ပါတယ်ဘာကြောင့်လဲဆိုပြီးတဲ့ပြီးခဲ့တဲ့ခါကဒီရုရှားနဲ့မြန်မာပူးတဲ့ဈေးဆက်ဆင်းနေပွဲမှာဒီလိုအချက်လက်တွေပါလာတာတွေ့ရပါတယ်အဲ့တော့ဒီသတင်းကကျွန်တော်တို့တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့လိုရုရှားကရုရှားကဒီဂျိုလူတပ်ပုံနေတာပတ်သက်ပြီးတော့လက်ရှိဒီတပ်မတော်ကိုသတင်းဒီဂျိုလူဂျိုလူတပ်ပုံအချက်လက်တွေဖလှယ်ပြီးဆိုရင်တော့ဒီမြန်မာနိုင်ငံမှာရှိတဲ့အကြမ်းဖက်သမားတွေရဲ့လှုပ်ရှားမှုတွေနဲ့ပတ်သက်ရင်ကျွန်တော်ကောင်းကောင်းကြီးထောက်လန်းနိုင်မယ်နောက်ထပ်ဒီမြန်မာတပ်ပေါ်ရဲ့ဒီကျွန်တော်ဒီပညာ ထောက်လှမ်းမှုစွမ်းရည်ကနောက်တဲ့တစ်ဆင့်ဒါတိုးတက်သွားမယ့်အခြေအနေဖြစ်တယ်လို့ဒီနိုင်ငံတကာအဖွဲ့တွေကတော့သုံးသပ်တာတွေးရတယ်။သူတို့ရဲ့စိုးရင်ချက်တွေကတော့ဒီအခြေအနေကိုဒီမြန်မာတပ်မတော်ကအသုံးချပြီးတော့ဒါလက်နက်ကင်နေတဲ့ဒီတော်လန်နေတဲ့တနည်းအားဖြင့်အကြမ်းဖက်နေတဲ့ဒီလက်နက်ကင်အဖွဲ့တွေကိုသူတို့ထိထိရောက်ချေမှုန်းသွားနိုင်မယ်။တစ်ဖက်မှာဆိုရင်လည်းဒီနတ်ဆက်ကဆိုကသူတို့ဖော်ဆောင်နေတဲ့နိုင်ငံတော်ရဲ့ရှေ့လုံငန်းစဉ်9ရက်အရွေးကိုသူတို့အချိန်ကိုကောင်းကောင်းနဲ့ရွေးနိုင်မယ်။တစ်ဖက်မှာဆိုရင်လည်းကျွန်တော်တို့ဒီနိုင်ငံရေးရသူတို့လိုချင်တဲ့တနည်းအားဖြင့်နတ်ဆက်ကလူပုံဖော်လိုတဲ့ နေရာတခုအရှိန်အဟုန်နဲ့သွားနိုင်မယ်လို့သူတို့ဘက်ကသုံးသပ်တာတွေ့ရတယ်အဲ့တော့ဒီအချိန်တွေကကျွန်တော်တို့နိုင်ငံတကာသတင်းစာမျက်နှာတွေပါမြန်မာတပ်မတော်တွေပတ်သက်တဲ့အခြေအနေကိုကျွန်တော်တို့ပြန်ပြီးတော့ကောင်းထုတ်တင်ပြတာဖြစ်ပါတယ်နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ဒါကတော့ကျွန်တော်အုတ်ချစ်ပင်မြို့နယ်ညောင်ကျိုးစကန်အဲ့တော့ညောင်ကျိုးစကန်ကျသွားပြီလို့ဒီစစ်စစ်ကြမီဒီယာတွေကဒီကနေ့ဖော်ပြနေတာတွေ့ရပါတယ်။မြန်မြန်ဆန်ဆန်ကိုဖော်ပြနေတာပါ။အဲ့တော့ညောင်ကျိုးစကန်ကကျွန်တော်တို့တိုက်ပွဲဖြစ်နေတာမှန်ပါတယ်။ညောင်ကျိုးစကန်ရဲ့ဒါအေရီးယားမှာတိုက်ပွဲတွေပြင်းထန်နေတယ်။အဲ့ ။ညောင်ရိုးစကန်ကတကယ်ကိုကျွန်တော်အရေးပါတဲ့နေရာမှာတည်ရှိတယ်။တနည်းအားဖြင့်ကျွန်တော်အုံချစ်ပင်မြို့နယ်ထဲမှာတည်ရှိတယ်။အကြမ်းဖက်သမားတွေထောက်ဖို့ကကျွန်တော်တို့ဒီတောင်ကုန်းကနေပြီးတော့ဒါတို့ဒါတောင်ကုန်းအုံချစ်ပင်လမ်းတိုင်းတို့တော့ထောက်ဖို့ကကျွန်တော်မပြတ်ဘူးဗျာတောင်ကိုရဲ့ area ကတစ်ဖက်မှာကျွန်တော်ရေပြင်ရှိတယ်ရေပြင်သူတို့ရဲ့ဒီထောက်ဖို့လမ်းကြောင်းကြီးကတော်တော်ကြီးကိုကျွန်တော်တို့တောက်လျှောက်ကျွန်တော်ပွင့်နေနေတာဖြစ်တယ်ပြီးတော့ကျွန်တော်ဒီရခိုင်ပြည်နယ်ကနေပြီးတော့ကျွန်တော်ဒီပြည်မာတဲ့ကိုဝင်တဲ့လမ်းကြောင်း၃ခုမှာဆိုရင်တိုက်ပွဲအပြင်းထန်ဆုံးနေရာကိုပြပါဆိုရင်လက်ရှိဒီတောင်ကုန်းနဲ့ ဒါအုတ်ချစ်ပင်ဧရိယာရဲ့တိုက်ပွဲတွေကအပြင်းထန်ဆုံးနဲ့ရခိုင်လက်နက်ကိုင်ဘွဲ့ A ရဲ့အင်အားအများဆုံးအသုံးပြုပြီးတော့တိုက်ခိုက်တဲ့နေရာလို့ပြောရမှာဖြစ်ပါတယ်။တစ်ဖက်မှာကျွန်တော်တို့ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့အေရဝီတိုင်းရဲ့အဆက်မှာဆိုရင်စစ်သွေးကြွတွေရဲ့ဒီစစ်ဦးကိုကျွန်တော်တို့ချိုးနိုင်ခဲ့တယ်။လက်ရှိကျွန်တော်တို့ဥချိုးနိုင်လိုက်ပြီ။တစ်ဖက်မှာကျွန်တော်တို့အန်းနဲ့ဒါကျွန်တော်အန်ပဒန်လမ်းမိုက်မှာဆိုရင်လည်းပဲဒီနေကြားပေါ့ဗျာနေကြားအဲ့မှာရှိတဲ့စစ်သွေးကြွ A ရဲ့လှုပ်ရှားမှုကိုတက်မလို့ကကောင်းကောင်းထိချုပ်နိုင်တယ်။လက်ရှိတော့ကျွန်တော်တို့အကြဒီလက်ရှိတော့ဒီတောင်ကုန်းနဲ့အုတ်ချစ်ပင်ရဲ့ တကြောပေါ့ဗျာအဲ့ဒီတကြောမှာဆိုအကြမ်းဖက်တွေရဲ့လှုပ်ရှားမှုကဒါကျွန်တော်တို့အချိန်ကိုကောင်းနေစေဖြစ်တယ်လို့ပြောမှာဖြစ်ပါတယ်ကောင်းနေတယ်ပေါ့ဗျာအဲ့တော့ဒီဒီ OGP area ကနိုင်ငံတော်အတွက်အရေးကြီးတဲ့ကျွန်တော်တို့စက်ယုံတွေရှိတယ်အကြမ်းဖက်သမားတွေရဲ့ယူရချက်ကတော့တို့ဒီနေရာကိုတို့ထိန်းချုပ်နိုင်ဖို့ဖျက်ဆီးနိုင်ဖို့တို့ဒီလိုမျိုးယူရထားပုံရပါတယ်ဒါကြောင့်လည်းအကြမ်းဖက်သမားတွေကအကြမ်းဖက်သမားတွေကတို့ဒါအုတ်ချစ်ပင် area မှာတို့အင်အားအလုံးကြီးနဲ့တို့တိုက်ခိုက်နေတာဖြစ်ပါတယ်အဲ့တော့ဒီနေရာကိုကျွန်တော်တို့ရဲရဲဆက်ဆက် းနေနေရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီ area ကကျွန်တော်တို့နိုင်ငံအတွက်အရေးကြီးတဲ့အရေးပါတဲ့နေရာဖြစ်ပါတယ်။တိုက်ပွဲတွေကတော့ကျွန်တော်တို့ပြင်းထန်နေဆက်ဖြစ်တယ်။စစ်သွေးကြော A ကတော့အဲ့ဒီ area မှာကျွန်တော်အင်အားအလုံးကြီးနဲ့တို့ဒါတို့တိုက်နေရလို့တော့ကျွန်တော်တို့သိရပါတယ်။ဒါကတော့ကျွန်တော်တို့အရေးပါတဲ့အရေးကြီးတဲ့နေရာကိုတင်ပြတာဖြစ်ပါတယ်။တဖက်မှာတော့ကျွန်တော်တို့ဒါစစ်တွေနဲ့ကြောက်ဖြူဘက်မှာတော့အကြပ်ဘက်သမားတွေရဲ့စကန်တွေကိုတက်မလို့ drone တပ်ဖွဲ့တွေကကျွန်တော်တို့တောက်လျှောက်ချေမိုးနိုင်တယ် အကြမ်းဖက်သမားတွေအဲ့ဒီဘက်မှာကျွန်တော်ထိခိုက်ကြဆုံမှုများတယ်ကျွန်တော်တို့ဒီစစ်တွေနဲ့ကြောက်ဖြူဧရိယာမှာဆိုရင်တော့အဲ့ဒီအတိုက်ပွဲမှာဆိုရင်တော့ကျွန်တော်ဘာမှအဆိုးရရာမရှိဘူးတပ်မတော်ကတော့အကြမ်းဖက်သမားတွေရဲ့ကျွန်တော်တို့စကန်နေသူတို့ရဲ့ထောက်ပို့လမ်းကြောင်းတွေကိုတောက်လျှောက်ကျွန်တော်တို့ဒါတပ်မတော် drone တပ်ဖွဲ့တွေကတောက်လျှောက်ကဲထောက်ပြီးတောက်လျှောက်ကိုချေမှုနိုင်တယ်အဲ့တော့အဲ့တော့စစ်သွေးကြွအေရာတော့လက်ရှိသူတို့သူတို့အင်အားအများဆုံးနဲ့တိုက်ခိုက်နေတာကတော့ကျွန်တော်တို့တောင်ကုန်းနဲ့အုံချစ်ပင်ကြားကဒါညောင်ကျိုး အေးကြီးရပါဗျာအဲ့ဒီမှာတော့ကျွန်တော်တိုက်ပွဲတွေကပြင်းထန်နေတယ်အကြံဖတ်မီဒီယာတွေရေးသားနေတယ်လို့အုံချစ်ပင်မျိုးနဲ့ညောင်ကျိုးစကန်ကြတယ်ဆိုတော့ကတော့သတင်းမှားတာဖြစ်ပါတယ်နောက်ထပ်သတင်းမှုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ကျွန်တော်တို့ဒါအိန္ဒိယနိုင်ငံမနီပူရာပြည်နယ်လွှတ်တော်အမတ်ကပြည်ခဲ့တဲ့မလာစီယန်ဒီကဒါမနီပူရာပြည်နယ်နဲ့နယ်နိမိတ်ဆက်ဆက်တဲ့မြန်မာနိုင်ငံကကဘောချောင်ဝဲဒေသကိုသိမ်းယူပြီးတော့မနီပူရာပြည်နယ်တဲကိုထည့်ဖို့အတွက်သူက အာသူကအဆိုတင်ခဲ့တယ်ဗောဗျာအဆိုတင်ခဲ့တယ်ဗောအဲ့တော့ဒီအချိန်နဲ့ပတ်သက်ပြီးတော့အာဒီလိုမျိုးကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပိုင်နက်ကိုကျူးကျော်လိုစိမ့်နဲ့သူတို့လွှတ်တော်မှာတင်ခဲ့တယ်အဲ့ဒီအချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗိုလ်ချုပ်စော်မင်းတို့ကလည်းဒီအချိန်တွေကိုကန့်ကွက်ကြောင်းတရားဝင်ပြောဆိုလိုက်တယ်အဲ့ဒီကပြောဆိုပြီးရဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီအချိန်နဲ့ပတ်သက်ပြီးတော့ကန့်ကွက်တဲ့ပါတီဆိုလို့တပ်ပါတီပဲရှိသေးတယ်ကျွန်တော်တို့ဒီနေ့မှာပြည်သူ့လုံးပါတီကိုကျွန်တော်တို့က ပါဝါတင်ပြီးပြောနေတာမဟုတ်ပါဘူးတကယ်ကန့်ကန့်ကွက်တဲ့ပါတီကကျွန်တော်ပြီးသုံးလုံးပါတီတပါတီပဲရှိပါသေးတယ်မြန်မာနိုင်ငံမှာပါတီပေါင်း53ပါတီရှိတယ်အဲ့ဒီ53ပါတီအနက်ဒီကနေ့မလ14ရက်နေ့ထိဆိုရင်တော့ပြီးသုံးလုံးပါတီတပါတီပဲရှိသေးတယ်ကျန်တဲ့ပါတီတွေတော့မတွေ့သေးဘူးဒါကကျွန်တော်က73ရက်နေ့ထိပြောတာနော်14ရက်ဆက်ကိုင်းနောက်ပိုင်းမှာထုတ်ပြန်တော့ကျွန်တော်မသိဘူး73ရက်အဲ14ရက်နေ့နောက်ပိုင်းထုတ်ပြန်တော့မသိဘူး14ရက်နေ့ထိကတော့ကျွန်တော်တို့ပြီးသုံးလုံးပါတီတပါတီပဲရှိသေးတယ် ဒါတော့ကျွန်တော်တို့ကြိုးစွားမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့နိုင်ငံရဲ့အချုပ်အခြာအာဏာကိုကျွန်တော်တို့ထိပါရလဲရောက်ပါတယ်ဒါဒီနိုင်ငံရဲ့ပါတီရဲ့ဒီကိစ္စကိုမသိတာလားမမြင်တာလားအလုပ်ဖို့အတွက်ထုတ်ဖို့အတွက်အစည်းအဝေးတွေတိုင်းပင်နေကြတာလားဆိုကျွန်တော်မသိဘူး14ရက်နေ့အထိတော့ကျွန်တော်တို့ဒါ14ရက်နေ့အထိတော့ဒါပြည်သူ့လုံးပါတီနိုင်ငံပါတီ53ပါတီအနက်ပြည်သူ့လုံးပါတီကတော့တပါတီတည်းသူတို့ဟလာသူတို့ပြည့်ထက်ကန့်ကွက်ရှုတ်ချခြင်းဆိုပြီးတော့သူတို့ဒါသတင်းထုတ်ပြန်လာတာတွေ့ရတယ်ဒီအချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြီးခဲ့တဲ့ရက်တွေကလည်းကျွန်တော် သတင်းတွေတောက်လျှောက်တင်ခဲ့တယ်အဲဒီလိုပဲကျွန်တော်အခြားသောမီဒီယာတွေကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတောက်လျှောက်ကျွန်တော်တို့သတင်းတွေဖော်ပြခဲ့ပါတယ်ကျွန်တော်တို့ကတော့ဒီတိုင်းပြည်အခြေအနေနဲ့ပတ်သက်ရင်ကျွန်တော်တို့ရတဲ့အချက်လက်ကိုကျွန်တော်တို့မားမမတ်ပြည်သူလူထုသိဖို့အတွက်ကျွန်တော်တောက်လျှောက်ဖော်ပြပါတယ်အဲ့တော့နိုင်ငံပါတီရဲ့နိုင်ငံပါတီရဲ့ရည်တည်ချက်တွေကလည်းသူတို့လည်းဟလာဒီလိုမျိုးခင်ဗျာဖြစ်တယ်ကသူတို့မသိတာအကြောင်းမရှိဘူးဗျာချက်ချင်းတုတ်ပြန်ပါလားချက်ချင်းတုတ်ချက်ကဲတော့ချက်ချင်းတုတ်ပြန်တင်လားနောက်ဆုံးလိုရရင်ကျွန်တော်မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတိုင်ကိုဖိအားပေးရမှာသူတို့မသိတာလားမလုပ်တတ်တာလား ဒါမှမဟုတ်အစည်းအဝေးထိုင်နေသေးလားဆွေးနွေးသေးလားဆိုတာကျွန်တော်မသိပါဘူးမသိပါဘူးမိတို့ဘီဖြစ်စေကောင်မှုကျွန်တော်ပြည်သူ့လုံးပါတီကဒီလိုမျိုးထုတ်ပြန်ချက်ပေါ်မှာကျွန်တော်တို့ကြိုးစားပါတယ်